မင်္ဂလာပါရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီတောင်းသည့်မျိုးများကိုမပေးနိုင်ဟု TNL ဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်စစ်ကောင်စီတောင်းသည့်မျိုးများကိုမပေးနိုင်ဟု PSLF TNL တွဲဖက်အထွေထွေအတွင်းရေးမှူးနှင့်ဗိုလ်မှူးကြီးတားပန်လာကပြောကြားလိုက်ပါတယ် ။ကုမင်းဆွေနေပွဲတွင်နောင်ချိုကြောင်မဲတီဘောမိုးမိန်နန်ဆန်မန်တုံနှင့်မိုးကုန်းမြို့နယ်တို့မှ TNL တပ်များစွန့်ခွာပြီးပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည့်နန်ဆန်နှင့်မန်တုံနေရာများအထိစုခွာပေးရန်စစ်ကောင်စီကတောင်းဆိုခဲ့ကြောင်းယနေ့မေလ၄ရက်ကျင်းပသည့် TNL သတင်းစာရှင်းလင်းပွဲ၌၎င်းကပြောပါရယ် လာရှိုးလို့ဖြစ်စဉ်မျိုးမဖြစ်ရအောင်ကျွန်တော်တို့မဟာမိတ်တွေနဲ့ညီညီညွတ်ညွတ်သွားမယ်ဆိုရင်တော့ကြော်လွားနိုင်မယ်လို့ယူဆပါတယ်။ဆွေးနွေးပွဲမှာနှစ်ဖက်သဘောတူညီမှုမရသေးတဲ့ရွေးကတော့တိုက်ပွဲတွေကဆက်ရှိနေမှာဖြစ်တယ်ဟုဗိုလ်မှူးကြီးတားပန်လာကပြောပါတယ်။ TNLA ကိုကိုးကံတပ်ဖွဲ့ MNDAA ကဲ့သို့တဆင့်တိုးအပြစ်ခတ်ရဲစဲရေးပြုလုပ်နိုင်ရန်အတွက်တရုတ်အထူးကိုယ်စားလှယ် Mr. တိတ်ရှူကျင်းကကမာကထာပြုအလေးထားဂျိုပန်ပြီးနှစ်ဖက်တွေ့ဆုံမှုများအလေးအမြန်တိုးတက်လာစေရန်ဆောင်ရွက်နေကြောင်းသိရှိရပါတယ်။ ဒီဆွေးနွေးပွဲမှာနှစ်ဖက်တွေ့ဆုံနိုင်အောင်တရုတ်ကအစီအစဉ်ပေးတာဖြစ်တယ်။အဖြေထွက်အောင်လှုပ်ဆောင်နိုင်ဖို့ကတရုတ်အစိုးရနဲ့ပါဝင်ကူညီမှုကအလွန်အရေးကြီးပါတယ်။တရုတ်ကကျောင်းဝင်ဆွေးနွေးပေမဲ့ကိုယ်နိုင်ငံအရေးဖြစ်တာကြောင့်အရက်သားတွေရဲ့ဆုံးဖြတ်ချက်ကသာအဓိကဖြစ်တယ်ဟုဗိုလ်မှူးကြီးတားပန်လာကထပ်မံပြောပါရယ်စစ်ကောင်စီကပြစ်ခတ်တိုက်ခိုက်မှုများအလုံးရက်တန်ရန်တရုတ်မြန်မာနယ်စပ်အုံသွဲရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရန်နှင့်ဒေသတည်ငြိမ်အေးချမ်းရန်တရုတ်ကကျောင်းဝင်ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ် တရုတ်ဤစီစဉ်မှုအရာဧပြီ28ရက်နေ့29ရက်တို့တွင်ပြုလုပ်သည့် TNL နှင့်စစ်ကောင်စီတို့၏ကုမင်းဆွေးနွေးပွဲမှာသဘောတူညီမှုမရခဲ့ပေ။နောင်ချိုးကြောင်မဲတီဘောမိုးမိတ်နန်းဆန်မန်တုံနှင့်မိုးကုံမြို့နယ်တို့ကို2029အစ်စ်စင်ရေးအတွင် TNL ကတင်ပိုက်ထိန်ချုပ်ခဲ့သည်။ဆလပီ TNL သိမ်းဖိုက်ထားသောမိုးကုံနှင့်နောင်ချိုမြို့နယ်တို့ကိုယမန်နီညာနေယနေ့အထိစစ်တပ်ကလေရင်ဖြင့်ဇက်တိုက်ပုံကျပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ မန္တလေးတိုင်းတွင် TNLA သိမ်းပိုက်ထားသောမိုးကုံးနှင့်နောင်ချိုမြို့နယ်တို့ကိုယမန်နေ့ညနေယနေ့အထိစစ်တပ်ကလေရင်ဖြင့်စက်တိုက်ပုံကျဲနေကြောင်းဒေသခံပြည်သူများကသတင်းဌာနသို့ပြောဆိုပါရယ်ယနေ့မေလ၄ရက်နေ့နနက်10:30မိနစ်ဝန်းကျင်အချိန်မိုးကုံးမြို့အနောက်ပိုင်းစင်ခွာချင်းရွာကိုစစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းယမန်နေ့မေလ3ရက်နေ့ည9:50မိနစ်အချိန်မိုးကုံးမြို့နယ်စင်ခွာတောရအကြောင်းကိုပုံကျဲခဲ့ကြောင်းယမန်နေ့ညပိုင်းပုံကျဲမှုတွေလူထိခိုက်မှုမရှိကြောင်း ။ယနေ့နဲ့နောက်ပိုင်းပုံကျဲမှုတွင် အခြေအနေအသေးစိတ်မသိရသေးကြောင်းဒေသခံပြည်သူများကပြောဆိုပါရယ်။အခုကလေရင်နဲ့တောက်လျှောက်ကျဲနေတော့အားလုံးမအိပ်ရဲ၊မစားရဲ၊မသွားရဲဖြစ်နေတယ်။ကင်းထောက်လေရင်တွေလည်းတောက်လျှောက်ပါပဲဟုမိုးကုံမြို့နယ်မှဒေသခံပြည်သူတို့ကပြောဆိုပါရယ်။ ။ DNL ကသိမ်းပိုက်ထားသောရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်ဝါဘိုးကုန်းကျေးရွာတွင်လည်းမေလ3ရက်နေ့ည8နာရီအချိန်ဘုံကျဲချခဲ့ကြောင်းအဆိုပါဘုံကျဲမှုကြောင့်ကလေးတဦးထိခိုက်ခဲ့ကြောင်းသိရှိရပါသည်။မေလ2ရက်နေ့နောင်ချုံမြို့နယ်လုံဝဲကျေးရွာကိုလည်းစစ်တပ်ကတိုက်လီရင်ဖြင့်ဘုံလေးလုံးကျဲချခဲ့ရာဘုံနှလုံးကွဲပြီးဘုံနှလုံးမပေါက်ကွဲပဲကြံရိတ်ခဲ့ကြောင်းဘုံကျဲမှုကြောင့်လူထိခိုက်မှုမရှိကြောင်းဒေသခံပြည်သူများကပြောဆိုပါသည်။ မေလာ3ရက်နေ့နနက်9:00နာရီ2မိနစ်အချိန်စစ်ကောင်စီတပ်ဤတိုက်လေရင်ကမိုးကုံမြို့နယ်အနောက်ပိုင်းရှိပြည်သူများနေထိုင်သောကတဲ့ရက်ွက်ထဲသို့လေရင်ဖြင့်ဘုံများတဲချခဲ့ရာလူနေရက်ွက်အတွင်သို့ကြာရောက်ပြီးပယံတအူးတည်ဆုံးခဲ့ကြောင်းသိရှိရပါသည်စစ်ကောင်စီကဧပြီလ28ရက်နေ့နဲ့ဧပြီလ29ရက်နေ့တရုတ်နိုင်ငံကူမင်းမြို့တွင်တရုတ်ဤဂျာဝင်ဆော့ဖတ်မှုဖြင့်ပြုလုပ်သော TNL နှင့်ငင်းချန်ရွေးဆွေးနွေးပွဲပြပြခဲ့ပြီးနောက်ရမန်နီညပိုင်းမှာယနေ့နံနက်ပိုင်းအထိလေကြောင်းတိုက်ခိုက်မှုများတောက်လျှောက်လုံဆောင်လာခြင်းဖြစ်ပါသည် ဆက်လက်ပြီးမင်းမှုတွင်ခမရ430တရင်မှစစ်မှုရန်တပ်သားတဲ့၃ဦးကတနက်၃လနဲ့ခဲရမ်းများယူဆောင်လာပြီးအလင်းဝင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ ။မကွေးတိုင်းမင်းမှုခရိုင်ခမရ410တရဲမှစစ်မှုထမ်းတပ်သားတက်တုံးကတနက်3လနဲ့ခရဲများယူဆောင်လာပြီးအလင်းဝင်ရောက်လာခဲ့ကြ။မင်းမှုခရိုင်အမတ်နှစ်တရင်အမတ်၁စစ်ဒေသမှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါရယ်။ဧပြီလ30ရက်နေ့တမ69လက်အောက်ခံခမရ410ခွန်တရင်မှာစစ်မှုထမ်းတပ်သားတက်သုံးဦးကတနက်3လက်ယူဆောင်လာပြီးမင်းမှုခရိုင်အမှတ်1တရင်အမှတ်1စစ်တေသထံသို့အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ထိုအလင်းဝင်ရောက်လာသောစစ်မှုထမ်းတပ်သားတဲ့၃ဦးသည်အောက်လန်းမြို့နယ်ဆလင်းမြို့နယ်နှင့်နေပြည်တော်တို့တွင်စစ်တပ်၏ပေါ်တာဆွဲဖမ်းဆီးမှုခံခဲ့ရသောသူများဖြစ်ပြီးစစ်မှုထမ်းအဖက်စင်ခွနစ်တက်ရောက်ခဲ့ရသူများဖြစ်ကြောင်းသိရှိရပါသည်။အလင်းဝင်စစ်မှုထမ်းတပ်သားတဲ့၃ဦးသည် MA1 3လမ်း 5.56G 650တောင်း GA15 ခု equipment 3ခုစစ်အုပ်ထုပ်3လုံးလက်ပစ်ဘုံ3လုံး EY 3လုံးတို့ယူဆောင်လာခဲ့ကြောင်းသိရှိရပါသည်။ စစ်မှုရန်တပ်သားတဲ့အုံဦးကအောင်လံမြို့နယ်ဆလင်းမြို့နယ်နေပြည်တော်ဘက်ကပါစစ်မှုရန်တပ်သားတဲ့အပတ်စဉ်9ပါပေါ်တာဆွဲခံခဲ့ရတာပါရက်ွက်တဲမှာလက်ဖက်ရည်ဆိုင်ထိုင်ရင်ဈေးထဲမှာဈေးဝယ်ရင်ပေါ်တာဆွဲခံခဲ့ရသူတွေပါဧပြီလ30ရက်နေ့အလင်းဝင်ရောက်ခဲ့တာပါစစ်မှုရန်တင်နန်းတွေကတော့ဘာတူးဟိုပုံရက်ဆောက်ဘက်တွေမှာပါဟိုပုံမှာပါတက်ရောက်ခဲ့တာပါ အခုလိုကိုတိစိတ်နဲ့ကိုဗတ်ပြောင်းခိုလုံလာတဲ့သူတွေကိုကျွန်တော်တို့အနေနဲ့လေးလေးစားပါတယ်။လှိုင်လဲစွာလဲကြိုးစိုးလျက်ရှိပါတယ်။ပြီးသူဘက်ကရက်တီပြီးဗတ်ပြောင်းခိုလုံဖို့လဲနောက်မကြသေးဘူးဆိုတာပြောချင်ပါတယ်ဟုမင်းမှုခရိုင်အမတ်နှစ်တရင်အမတ်တစ်စစ်ဒေသမှာတာဝန်ရှိသူတဦးကပြောဆိုပါတယ်။ ထိုအလင်းဝင်ရောက်လာသောစစ်မှုရန်တပ်သားတဲ့၃ဦးကိုစစ်ပတ်ဆိုင်ရာလုံထုံးလုံနီးများနဲ့အညီစီစစ်လက်ခံပြီးဂုံပြုစုငွေချီမြှင့်ခဲ့ကြောင်းဆက်လက်၍ပြည်သူနှင့်ပူးပေါင်းလို့သောစစ်ကောင်စီတပ်သားများကိုမင်းဘူးခရိုင်အမှတ်နှင့်တရင်မှလက်ခံကြိုဆိုလျက်ရှိကလူအခွင့်ရေးအပြည့်ဝရရှိစေပြီးလက်နက်ဖြင့်အလင်းဝင်လာသူများကိုစုငွေများချီမြှင့်ပေးသွားမည်ဖြစ်ကြောင်းအသိပေးနှိုးဆော်ထားပါသည် ဆက်လက်ပြီးရန်ကုန်တိုင်းတိုက်ကြီးမြို့မှာရဲစခန်းကိုမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်မြို့မှာရဲစခန်းကိုမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းရန်ကုန်အာမေမှာတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါတယ်။ ။မေလ3ရက်နေ့ည10:25မိနစ်အချိန်ဝင်းချင်းရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်ရှိမြို့မရဲစခန်းကိုပြင်အမြင်အဝေးထိမ်းမိုင်း၃လုံးတွင်လက်ပစ်ပုံးကပ်ပြီးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းတိုက်ခိုက်မှုကိုရန်ကုန်အာမီ YA နှင့်အနောက်ပိုင်းခရိုင်ပကဖားတို့ပူးပေါင်း၍ထိထိရောက်ရောက်ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၎င်းကဆိုပါတယ်။ တရင်ဌာနကတိုက်ကြီးမျိုးနယ်မှာပြည်သူတချို့ကိုဆက်သွယ်မိမြတ်ရာယမန်နေညပိုင်းအေစရင်စစ်မှုနှင့်စစ်ဆေးရေးတချို့မြင်တွေ့ခဲ့ရကြောင်းတို့ရတွင်ရဲစခန်းပုံပေါက်ကွဲမှုကိုအသေးစိတ်မသိရှိရကြောင်းပြောဆိုကြပါရယ်မင်းညပိုင်းကတိုက်ကြီးမျိုးနယ်ထဲမှာအေစရင်စစ်တပ်ရှိပါတယ်စစ်ဆေးရေးတွေဝင်လာတော့ရှိတယ်ရဲစခန်းပုံပေါက်တာတော့ဘာဖြစ်လဲကျွန်တော်တို့မသိရပါဘူးဟုတိုက်ကြီးမျိုးနယ်အုပ်ပုံစုရပ်ကွက်မှာပြည်သူတို့ကရှင်းလင်းပြောဆိုပါတယ် ဆက်လက်ပြီးတာပါခါနဲ့တောင်ကူလေးတဲ့စကန်တိုက်ခိုက်မှုထိခိုက်မှုရှိဟု BWN ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။စစ်ကောင်စီတောင်ပိုင်းတိုင်းစစ်ဌာနချုပ်တာပါခါနဲ့တောင်ကူလေးတဲ့စကန်တိုက်ခိုက်သည့်ဖြစ်စဉ်များအတွင် စစ်ကောင်စီတပ်ထိခိုက်မှုများရှိကြောင်း Brave Warrior Form မြန်မာ BWN ကအသိပေးထားပါရဲ့။ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တာပါခါကိုဧပြီ30ရက်နနက်တနားရီခွဲခန့်တွင်တရခွနစ်မမရှော့တိုက်တုံးရှစ်လုံးဖြင့်တိုက်ခိုက်ခဲ့ပြီးတောင်ကူလေးတဲ့စကန်ကိုည9နာရီခွဲခန့်တွင်တရခွနစ်မမရှော့တိုက်တုံး6လုံးဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည် တိုက်ခိုက်မှုများအနေဖြင့်တပခတိုက်ခိုက်မှုတွင်စစ်ကောင်စီဘက်မှ10ဦးသေဆုံးပြီး18ဦးဒဏ်ရာရရှိကတိုင်းငွေစရင်ယုံတိုင်းယုံ စစ်ဦးစီးဌာနအရာရှိလိုင်းကမ်းများပျက်စီးမှုရှိသည်ဟု BWN ကဆိုပါတယ်တောင်ငူလေတဲ့စခန်းတိုက်ခိုက်မှုအတွင်လေရင်တုံလောင်ယုံအဆောက်အဦနှစ်ခုပျက်စီးခဲ့ပြီးစစ်ကောင်စီဘက်မှအသေးဆုံးမှုများရှိတော့လဲသတင်းဖုံးထားသောကြောင့်အတိအကျစုံစမ်း၍မရကြောင်းရင်းအဖွဲ့ကဆိုပါတယ်အထက်ပါတိုက်ခိုက်မှုများနှင့်ပတ်သက်၍သတင်းဌာနအနေဖြင့်တိသန့်အတည်ပြုနိုင်ခြင်းမရှိပေ ရင်းတိုက်ခိုက်မှုများကို BWNE ဦးစားမှုဖြင့် Mountain Khanai Civilian Defense Force MKCDF Anti-Coup People Liberation Force ACPLF တန်တောင်မြောက်ပိုင်းအထူးဒေတာအဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာဝင်ပြပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။